ဒီနေ့ဗီဒီယိုမှာတော့ဖုန်းသစ်ဝယ်တော့မယ်ဆိုရင်ကိုနဲ့အဆင်ပြေတဲ့ဖုန်းရအောင်ဘယ်ချက်လေးကိုကြည့်ပြီးတော့ဝယ်ရမလဲဆိုတာကိုကျွန်တော်အချက်၅ချက်နဲ့ပြောပြပေးမယ်။အဲ့တော့ intro လေးကိုရှင်းရှင်းဝေးဝေးပြောမနေတော့ဘဲနဲ့ကျွန်တော်တို့ဗီဒီယိုလေးကိုစပြီးတော့ကြည့်လိုက်အောင်။ပထမဆုံးဖုန်းဝယ်မယ်ဆိုရင်ကြည့်ရမယ့်ချက်ကတော့ဒီ SOC နဲ့ RAM ပိုင်း SOC ဆိုတော့ဖုန်းကလုံးမှာအရေးကြီးတဲ့အစိပ်ပိုင်းတွေမှာပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဖုန်းကလုံးရဲ့ speed တွေနောက်ပြီးတော့ဒီ application တစ်ခုကနေတစ်ခုကိုဝင်တဲ့အချိန်မှာမြန်တာတွေနှေးတာတွေနောက်ပြီးတော့ game တွေပါဆော့မယ်ဆိုရင်လည်း graphic ဘလောက်နဲ့ဆော့ရမှာလဲ FPS ဘလောက်နဲ့ဆော့ရမှာလဲအကုန်လုံးကဒီ SOC မှာပဲမူတည်နေတာဆိုတော့ SOC ကအရေးကြီးတဲ့အချိန်မှာပါတယ်။အဲ့တော့ဘယ်လိုမျိုး SOC ကိုရွေးချယ်ရမလဲဆိုရင်တော့အာကိုသုံးမဲ့ budget ဈေးနှုန်းပေါ်မူတည်ပြီးတော့ SOC ကတော့အများကြီးရှိတယ်။ပထမဆုံးတစ်ခုကကြတော့ကိုကဒီ performance အရင်ကောင်းကျင်တယ် နောက်ပြီးတော့ဒီ gain လေးပိုင်းအဓိကဦးစားပေးသုံးကျင်နေဆိုရင်တော့ Snapdragon SoC ထဲမှာ Snapdragon ဒီ8 series SoC ပါတဲ့ဖုန်းတွေကိုရွေးချယ်လို့ရတယ်။အာဘယ်လိုမျိုးနေလဲဆိုတော့ Snapdragon 8 Elite Gen 5တို့8 Elite တို့8 Gen 3တို့8 Z Gen 3တို့8 Z Gen 4တို့ဒီလိုမျိုး SoC ပါတဲ့ဖုန်းတွေကိုရွေးချယ်လို့ရတယ်။နောက်ပြီးတော့ဒီ Dimensity ဘက်မှာဆိုရင်လည်း Dimensity 9000 series ဖုန်းတွေနဲ့ Dimensity 8000 series ပါတဲ့ဖုန်းတွေကိုရွေးချယ်မယ်ဆိုရင် performance ကောင်းတဲ့ဒီဖုန်းတွေကိုရတယ်ပေါ့နော်။အဲနောက်တစ်ခုကကျတော့ကိုကဒီပေါ့နော် performance ကအရင်ကြီးကောင်းနေကြတော့မလို့ daily using ဖုန်းသုံးတဲ့နေရာမှာပေါ့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 တော်တော်လတ်လတ်လေးနဲ့အဆင်ပြေတာကိုလိုချင်နေဆိုရင်တော့အဲဒီ Snapdragon 7 series တဲ့ကဖုန်းနေတယ်ဒီ Dimensity တဲ့မှာဆိုရင် Dimensity 900 series တဲ့ကဖုန်းတွေကိုရွေးချယ်လိုက်မယ်ဆိုရင်ဒီလိုမျိုး performance တွေကိုရတယ်နောက်ဆုံးတစ်ခုကကျတော့ဒီကိုက budget လည်း save ဖြစ်တင်တယ်အ performance ကလည်းအဆင်ပြေပြီးတဲ့ဒီသုံးလို့ရတဲ့ performance တစ်ခုကိုလိုချင်နေဆိုရင်တော့ အနေဆုံးကတော့ဒီ platform ကို Sejan 3နဲ့ဒီ Media တက်မှန်ရမှာဆိုရင်ဒီနိုင်ငံမှာလူတော်တော်များများသိကြတယ်ဒီ Helio G99 လောက်ပါတဲ့ SOC ပါတဲ့ဖုန်းတွေကိုဝယ်ဖို့တော့အကြံပေးခြင်းတယ်ဒီ SOC တွေနှိမ်သွားပြီဆိုရင်တော့ဖုန်းတစ်လုံးမှာကျွန်တော်တို့ဒီ Yoda ဖုန်းပြောတာ line 3000လောက်ပဲအဆင်ပြေလိမ့်မယ်နောက်ပြီးတော့လူကြီးတွေဖုန်း3000လောက်ပဲအဆင်ပြေလိမ့်မယ်လူငယ်အနေနဲ့ဒီ game တွေပါစောနေတယ်ဆိုရင်အဲ SOC တွေနှိမ်တဲ့ဖုန်းတွေမှာဆိုရင်တော့ အစောကနည်းနည်းလေးအခက်အခဲဖြစ်နိုင်တယ်။နောက်ထပ်ကြည့်ရမယ့်အချက်ကတော့ display ပိုင်း။ display ဆိုတာလည်းဒီဖုန်းတစ်လုံးမှာတော်တော်လေးမှအရေးကြီးတဲ့အပိုင်းတွေမှာပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဖုန်းကိုသုံးနေဆိုတာကဖုန်းရဲ့ display ကိုထိုင်ကြည့်နေရဆိုတော့ display ရလည်းကောင်းမှရနိုင်မယ်။အဲ့တော့ display ကောင်းဖို့ဒီအချက်၄ချက်နဲ့အကြမ်းမင်းတော့တတ်မှတ်လို့ရတယ်။ဘာလဲဆိုတော့ဒီသုံးမိထားတဲ့ panel တွေ resolution တွေ pre brightness တွေ refresh rate တွေဆိုပြီးတော့၄မျိုးရှိတယ်။အဲ့တော့စသချင်း pan တွေကနေစပြောလိုက်အောင်။စသချင်းဒီ pan တွေဘိုင်းမှာဆိုရင်တော့ဒီဖုန်းတွေမှာက attribute AMOLED တို့ AMOLED တို့ OLED တို့ နောက်ပြီးတော့ဒီ SCD ဆိုပြီးတော့အမျိုးမျိုးရှိတယ်။အဲဆက်စားချင်းဒီ ATP AMOLED တို့ဒီ AMOLED တို့ OLED တို့ဆိုရင်တော့ True Black ကိုရမယ်။အရောင်တွေကပိုဆိုမယ်ပိုတောက်မယ်။ကြည့်ရတာပိုပြီးတော့လှမယ်။ဒါမဲ့ဒီ display ကကြတော့ဒီဈေးကြီးတဲ့ဖုန်းတွေမှာပဲပါလိမ့်မယ်။နောက်ထပ်ဒီ SCD display ဆိုရင်တော့ဒီအရှိကပြောခဲ့တဲ့ကောင်းကြီးတော့တော့ဆိုတာတွေတောက်တာတွေ True Black ရတာတွေမရှိဘူးဆိုပေမဲ့ဈေးကတော့တက်တာတယ်။အဲ့တော့ panel ဘိုင်းအကြတော့ဒီကိုယ်ဝယ်မဲ့ဖုန်းပေါ်မူတည်ပြီးတော့နည်းနည်းလေးချင့်ချိန်ပြီးတော့ဖွဲလို့ရတယ်။နောက်တစ်ခုကတော့ဒီ resolution ဘိုင်း resolution ပိုင်းမှာဆိုရင်တော့ဒီဖုန်းတော်တော်များများမှာက 720p ရှိမယ် 1080p ရှိမယ်နောက်ပြီးတော့ 1.5k ရှိမယ် 2k ရှိမယ်ဒီလိုမျိုးဒီ resolution တွေအများကြီးရှိတယ်အဲအကျန်းအဖင်းကကျတော့ဒီ number တွေများလေလေကိုကြည့်ရတဲ့ရုပ်ပုံတွေကကိုကြည့်ပိုတောက်တယ်ဆိုရယ်ခံစားချက်ကိုရလိမ့်မယ်အဲ့တော့အနည်းဆုံးဒီဘလောက် resolution ပါတဲ့ဖုန်းကိုဝယ်ရမလဲဆိုရင်တော့အနည်းဆုံးဒီ 1080p ပါတဲ့ဒီ resolution ပါတဲ့ဖုန်းတွေကိုဝယ်မှအဆင်ပြေလိမ့်မယ်။သူ့အောက်ရောက်သွားတဲ့ဒီ 720p လောက်ဆိုရင်တော့ကိုကဖုန်းရဲ့ display ကိုကြည့်ရတာနည်းနည်းလေး water တာဖြစ်နေဆိုရယ်ခံစားချက်ကိုရလိမ့်မယ်။ အဲနောက်တစ်ခုကတော့ဒီ refer rate ပေါ့နော် refer rate မှာဆိုရင်လည်း60 hz တို့90 hz တို့120 hz တို့140 hz တို့အနောက်ဆုံးအခုဆိုရင်ဒီ165 hz တွေပါထိအောင်ရောက်နေပြီအဲ့တော့ဘယ်လောက် refer rate အနည်းဆုံးပါတဲ့ဖုန်းကိုဝယ်ရမလဲဆိုရင်တော့ကျွန်တော်ကအကြံပေးချင်တာကဒီ 90hz refer rate အနည်းဆုံးပါတဲ့ဖုန်းတွေကိုဝယ်ဖို့အကြံပေးတယ်အဲ့တအောင်ရောက်သွားတဲ့ဒီ 60hz လောက်နဲ့ဆိုရင်တော့ကိုကဖုန်းကိုတုံးတဲ့နေရာမှာတိ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 ဖြစ်တယ်ဆိုရဲခံစားချက်ကိုရလိမ့်မယ်နောက်ဆုံးတစ်ခုကတော့ pre brightness အဒီ pre brightness ကကြတော့ဒီ link အလို့ခေါ်တယ် အပြိပန်းနှစ်နှစ်မှာဆိုရင်လည်းဒီ100နှစ်ကနေပြီးတော့ဒီ9000နှစ်ရှိဆိုပြီးတော့အစားစားရှိတယ်။အဲဒီမှာလည်းသတ်မှတ်ထားလို့ရတာကဒီခဏန်းများတယ်ဆိုရင်ကိုဖုန်းရဲ့လင်းအားပို့ပြီးတော့များလိုက်မယ်။အဲ့လိုမျိုးလင်းအားပို့များတဲ့အခါမှာကိုကဖုန်းကိုကြည့်ရင်နေရောင်ထဲမှာကြည့်မယ်ဆိုရင်လည်းမျက်စိကိုအရင်အားဆိုင်နေကြမလို့ဘူး။နောက်ပြီးတော့ဒီပေါ့နော်ရုပ်ရှင်တွေမှာကြည့်မယ်ဆိုရင်လည်း HDR video ဆိုရင်ပို့ကြည့်ပြီးတော့ပို့ဆိုရဲဆိုတဲ့ခံစားချက်ကိုရလိုက်မယ်။အဲ့တော့ဒီ block p brightness အနည်းဆုံးပါတယ်ဖုန်းကိုဝယ်ရမလဲဆိုရင်တော့အနည်းဆုံးကဒီ1000 nits တော့ပါတယ်ဒီဖုန်းတွေဝယ်ဖို့အကြံပေးခြင်းနဲ့ သူ့အောက်ရောက်သွားတဲ့ဒီ100 nest တို့600 nest တောက်ဆိုရင်တော့ကိုကဖုန်းကိုကြည့်နေနေရမှာမျက်စိပေါ်အရင်အားဆိုင်ရတာမျိုးတွေရှိလိမ့်မယ်နောက်တစ်ချက်ကတော့ဒီ battery ဘိုင်းနဲ့ charging ဘိုင်းအဲဒါကလည်းဖုန်းလုံးဝင်မယ်ဆိုရင်အရေးကြီးတဲ့နေရာမှာပါတယ် battery ဘိုင်းမှာဆိုရင်တော့အခုနောက်ပိုင်းဖုန်းတွေကအနည်းဆုံးတော့ဒီ9000 mAh တော့ပါတယ်ဒါမဲ့နောက်ပိုင်းဖုန်းတွေမှာကဒီ silicon ကောင်း battery တို့သုံးတာဆိုတော့9800တို့6000တို့9000တို့9200တို့ဒီလောက်ထိကိုအရန်ကိုများနေပေါ့နော်အဲဒါကတော့ပြဿနာတစ်ခုမဟုတ်ဘူးအဲဒီမှာဆိုရင်လဲကျွန်တော်ဒီ milliamp hour အများကြီးပါလေလေ ိုဖုန်းကဘက်တရီအားပိုခံလေလေလို့သတ်မှတ်လို့ရတယ်အဲ့တော့ဘလောက်အနည်းဆုံးပါတဲ့ဖုန်းကိုဝယ်ဖို့အကြံပေးချင်တာလဲဆိုတော့ကျွန်တော်ကတော့ဒီ12မီလီအပါဝါလောက်အနည်းဆုံးပါတဲ့ဒီဖုန်းတွေကိုဝယ်ဖို့အကြံပေးချင်တယ်။သူ့အောက်ရောက်သွားပြီဆိုရင်တော့ကျွန်တော်ဒီနေ့ပေါ့နော် နေ့စဉ်ဖုန်းသုံးတဲ့နေရာမှာတစ်နေ့လုံးမှမခံမဲနဲ့ဘက်တရီအားကိုခဏခဏတွင်းရတဲ့ပြဿနာမျိုးကိုကြုံတွေ့ရနိုင်တယ်။အဲ့တော့ဒီ charging ဘိုင်းမှာဆိုရင်လည်းဖုန်းတွေမှာကဒီကိုဝယ်မဲ့ဈေးနှုန်းပေါ်မူတည်ပြီးတော့အမျိုးမျိုးရှိတယ်။ 80W တို့ 33W တို့ 67W တို့ 100W တို့ 90W တို့ 120W တို့ဒီလိုမျိုးအများကြီးရှိတယ်။ ဒီမှာဆိုရင်လည်းဒီကိုယ့်ရဲ့နံပါတ်များတယ်ပေါ့နော် wifi ရဲ့နံပါတ်များတယ်ဆိုရင်ကိုယ့်ရဲ့ဖုန်းအားသွင်းတာကဒီ charging speed ကပုံမြန်လေးလို့သတ်မှတ်လို့ရတယ်အဲ့တော့ဘလောက်အနည်းဆုံးပါတဲ့ဒီ charging speed ပါတဲ့ဖုန်းတွေကိုရွေးချယ်အောင်လဲဆိုရင်တော့အနည်းဆုံးတော့ဒီ 33W လောက်ပါတဲ့ဖုန်းတွေကိုဝယ်ဖို့အကြံပေးခြင်းနဲ့အဲ့အောက်ရောက်သွားတဲ့ 80W လောက်နဲ့ဆိုရင်ကိုကဖုန်းကိုအားသွင်းနေရမှာအရန်ကိုကြာတယ်ဆိုတဲ့ခံစားချက်ကိုရနိုင်မယ်နောက်တစ်ချက်ကတော့ကင်မရာပိုင်း အဖုန်းတစ်လုံးမှာကင်မရာကောင်းကျင်နေဆိုရင်တော့ကျွန်တော်ဒီအချက်၃ချက်နဲ့ပြည့်စုံပါရရလိမ့်မယ်ပထမဆုံးအချက်ကကြတော့ဒီဖုန်းမှာပါတယ်ကင်မရာမျိုးစားဘယ်နှမျိုးပါလဲဆိုတော့ကြည့်ရလိမ့်မယ်ဖုန်းလုံးမှာကင်မရာကောင်းကျင်နေဆိုရင်တော့ကင်မရာမျိုးစားအ ਨੇ ဆုံး၃မျိုးတော့ပါလိမ့်မယ်ဘာလဲဆိုတော့ကျွန်တော် main camera ပါမယ် ultra wide camera ပါမယ်နောက်ပြီးတော့ဒီ tele camera ပါမယ်ဒီလိုမျိုးကင်မရာ၃လုံးပါမှာပဲကိုကဖုန်းကို ို့လိုပြောရမယ်။ကြိုက်တဲ့ saturation ကရိုက်ရိုးတန်းတဲ့ဓာတ်ပုံရိုက်မှာလား။ဒါမှမဟုတ်ဒီ ultrawide ဓာတ်ပုံတွေရိုက်ချင်တာလား။ဒါမှမဟုတ်ဒီအဝေးကိုဇွန်းဆွဲပြီးရိုက်တာလို့ portrait ဓာတ်ပုံတွေလို့ရိုက်ချင်တာလားကဒီကင်မရာ၃လုံးပါမှာပဲတော်တော်လေးအဆင်ပြေလိမ့်မယ်။နောက်ပြီးတော့ကင်မရာကောင်းမှုကြည့်ရမယ့်ချက်ကတော့သူ့ရှိမှာသုံးမိထားတဲ့ sensor တွေ။ဒီ sensor တွေကတော့ကိုယ်သုံးမဲ့ဖုန်းဇင်းလုံးပေါ်မူတည်ပြီးတော့ကွာတော့ကွာသွားလိမ့်မယ်။ဒါတွေကတော့အရန်ကိုမှများတဲ့အတွက်ကြောင့်ကျွန်တော်အသိပြီးတော့ရှေ့ရှေ့ဝေးတော့ပြောမနေတော့ဘူး။နောက်ဆုံးချက်အရေးကြီးတဲ့ချက်ကတော့ mega pixel ပဲ။ ဟုတ်တယ် megapixel အများတိုင်းကောင်းတာမဟုတ်ဘူးဆိုပေမဲ့အ ਨੇ ဆုံးကတော့ဒီ48 megapixel လောက်ပါတဲ့ဖုန်းတွေကိုဝယ်ဖို့တော့အကြံပေးခြင်းနဲ့48 megapixel ဒါမှမဟုတ်ရင်ဒီ50 megapixel လောက်ဆိုရင်တော့အဲကိုကရိုးတန်းတဲ့ social media တင်ဖို့အတွက်တော်တော်လေးမှကြီးတောက်တဲ့ပုံတွေရောရနေပြီအဲ50 megapixel တို့48 megapixel တို့အောက်ရောက်တဲ့ဖုန်းတွေဝယ်မယ်ဆိုရင်တော့ဒီဒီပိုင်းမှာအားနည်းချက်လေးရှိတာဆိုတော့ကိုကဖုန်းရဲ့ဓာတ်ပုံတွေမှာရိုက်တဲ့အခါမှာတိတ်ပြီးတော့မကြည့်ဘူးဆိုရယ်ခံစားချက်ကိုရတယ်။နောက်ဆုံးနဲ့ဒီအရေးကြီးတဲ့ချက်ကတော့ဒီလူတော်တော်များများမှတိတ်ပြီးတော့ view မဆိုင်ကြတဲ့ software update ပါ အကူကဖုန်းတစ်လုံးကိုဈေးကြီးပေးပြီးတော့အနည်းဆုံး၄နှစ်၅နှစ်လောက်ကိုင်းနေတယ်ဆိုရင်တော့ software update ကအရေးကြီးတဲ့အချက်ထဲမှာပါတယ်။ software update အဲ့လိုမျိုးကြာကြာပေးမယ်ဆိုရင်ကိုဖုန်းကပို့ပြီးတော့ခင့်မိရယ်ပေါ့နော်။အဲအချိန်အပြည့်အဲ့လိုမျိုးတွတ်မှတ်လို့ရတယ်။နောက်ပြီးတော့ကိုဖုန်းရဲ့ security ဘိုင်းနေမှာလည်းပို့ပြီးတော့ကောင်းကောင်းမွန်မွန်လေးရှိလိမ့်မယ်။ဥပမာပေါ့နော်မိတ်ဆွေအားဦးဖုန်းတစ်လုံးကိုကျွန်တော်ဒီဈေးအများကြီးပေးလာပြီးတော့ software update က၂နှစ်လောက်ပဲပေးတဲ့ဖုန်းလုံးဆိုရင်ကိုကဒီဖုန်းကိုဝယ်ပြီးတာနဲ့နောက်၂နှစ်လောက်ဆိုရင်ကိုဖုန်းကတိတ်အောင်ပါပြီ။ နောက်ပြီးတော့ဒီပေါ့နော် security update တွေမပေးတဲ့အတွက်ကြောင့်ကိုဖုန်းကိုအခြား hacker တွေရဲ့ hack ချင်တာပဲဖြစ်ဖြစ်တခုခုလုတ်ချင်တဲ့အခါမှာလည်းလေလကူလေးလုတ်လို့ရမယ်အနေအထားမှာရှိတယ်။အဲ့တော့ဖုန်းတစ်လုံးကိုဝယ်တဲ့အခါမှာဒီဈေးကြီးတဲ့ဖုန်းတွေပဲဖြစ်ဖြစ်ဈေးနဲ့တဲ့ဖုန်းတွေပဲဖြစ်ဖြစ်ဈေးအတန်သင့်ဖုန်းတွေပဲဖြစ်ဖြစ်ကျွန်တော်ဒီ software update ကဘလောက်ထိအနည်းဆုံးပါတဲ့ဖုန်းကိုဝယ်သင့်လဲဆိုရင်တော့ကျွန်တော်ကတော့ software update ကို3နှစ်လောက်ပေးတဲ့ဖုန်းတွေကိုဝယ်ဖို့အကြံပေးခြင်းနဲ့ ူအောင်နေသွားပြီဆိုရင်တော့ကိုကဖုန်းကိုခဏလေးသုံးပြီးတော့ကိုဖုန်းကထိအောင်ွားရဲဆိုရဲခန္ဓာချက်ကိုရတာကြီးอ่ะဘလူးမတော့ကြိုက်မှာတော့မဟုတ်ဘူးအဲ့တော့ဒီဘလူးလေးကကိုကဖုန်းတက်လုံးဝင်မယ်ဆိုရင်ကိုနဲ့ kait နေတဲ့ဖုန်းကိုရအောင်ဘယ်အချက်လေးကိုကြည့်ပြီးတော့ဝယ်ရမလဲဆိုတော့ကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာလည်းအခုလိုမျိုးအကြောင်းအရာတွေပြောပြပေးတော့မှာမလို့ကျွန်တော်ရဲ့ page ကို like and subscribe လုပ်ခဲ့ပါအောင်ပြောနေပဲအားလုံးကြည့်တဲ့နေကျွန်တော်ဖတ်ပါတယ်